သားရဲ့အကားကိုဒီလိုမျိုးပေါ့နော်ဖန်သားပြင်ပေါ်မှာရုပ်ရှင်ရုံပေါ်မှာမြင်ရတော့မယ်ဆိုတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အမေတယောက်အနေနဲ့အရန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်သူအနေနဲ့ဆိုရင်ဒါသူကံကောင်းတယ်လို့ပြောရမှာပေါ့နော်စောစောစီစီရုပ်ရှင်ရိုက်ခွင့်ရတာပေါ့ဟုတ်ကိုရီးယားခင်းစာရေးကြော့တာဖုံးမင်းနေလာဆိုတဲ့ဟာကြီးကိုပြောစီချင်ဘူးပေါ့နော်ဖုံးမင်းနေလာဆိုတဲ့ဟာကိုဖြစ်တယ်မင်းနာမည်ပြည့်အောင်တော့မလုပ်နဲ့လို့ခင်းစာရေးကြော့တာခင်းစာရေးကြော့ခြေပြားတောင်မမှီဘူးဆိုတဲ့ဟာမျိုးဆိုအမေသိက်ရှက်တယ်လို့ ကိုကြီးရောင်းပါဟာငါတင်မှာမဟုတ်ဘူးငါမိပါရာပြင်ပြီးခဲ့တဲ့နှစ်တည်းတော့ဆို3-4ဆောင်းနဲ့ပုံမပေးဘူးအခုဒါမဲ့ဒီနှစ်တော့တိုးလာပါပြီတသိန်းပေးတာပေါ့အပြင်တစ်ခါသွားမယ်ဆိုတသိန်းပေါ့အဲ့ဒါနဲ့လောက်အောင်သုံးပါကင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုလဲဆိုတော့ဗောနော်အာကင်းကိုကြီးလိုက်တဲ့အခါမှာဗောနော်ဒါမင်းသားလေးတွေပေါ့9ယောက်လုံးကသူ့ ူနေရာလေးနဲ့သူပေါ့နေရာလေးလည်းရတယ်အာပေးထားတာလည်းအခန်းလေးတွေကလည်းမျှတတယ်ဟိုဇက်ကလေးကလည်းပေါ့နော်အဲ့လိုမိသားစုဇက်လေးပေါ့နော်အမိဘမေတ္တာကိုလည်းပေါ်ကျူးထားတယ်အာပေါ့အာကော်မစ်ကော်မစ်ဒရမာလေးပေါ့နော်အဲ့တော့အာမတော့နှစ်ခါလောက်တော့ကြည့်ပြီးပေါ့နှစ်ခါလောက်ကြည့်ပြီးရဲ့ခါမှာတော့ပြောစရာတော့မလိုပါဘူးအားလုံးသဘောကျပါတယ်ဟုတ်အဲဘယ်လိုမျိုးလေးသုံးသပ်မိလဲဆိုတော့စိတ်ပူတာပေါ့လေ တို့သားကိုစိတ်ပူတာပေါ့မောင်လေးကြော်ထက်ဆိုဆိုရင်လည်းသူကဘာပဲဖြစ်သားသားတို့ရဲ့စီနီယာပေါ့နော်စီနီယာဆိုတော့ဂျန်နက်ကလေးတွေကတော့အားလုံးအာအသိမကွာချာဘူးပေါ့အဲ့အဲ့လိုမျိုးဆိုတော့စိတ်ပူတာပေါ့နော်လုံနိုင်ပါမလားပေါ့အဲသူ့ရဲ့နောက်ပြီးတော့လည်းပထမဦးဆုံးပွဲဥထွက်ကားကြီးလည်းဖြစ်တယ်ပေါ့ဆိုတော့ဒါပေမဲ့အပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့လိုမျိုးပေါ့နော်ဟိုနည်းနည်းလိုအပ်တာတွေတော့အစ်စ်ဆိုတော့လည်းနည်းနည်းလိုအပ်တာတွေတော့ရှိသေးတာပေါ့ဒါပေမဲ့တော့တော်တော်လေးတော့အဆင်ပြေပါတယ်ဟုတ်အဲ့တော့မီချိုပန်လိုက်တဲ့အခါမှာဒီကားဟာရရကိုပြေဆုံးသွားတာပေါ့နော် အရင်လဲကောင်းပါတယ်ဒီဘမြေတာကိုကြည့်ရတဲ့အခါမှာလဲအဲ့လိုမျိုးနင့်နေရပဲလေအဲ့လိုမျိုးပေါ့မေချိုတရုတ်ဆောင်တာမေချိုကတော့ဒီထဲမှာအကောင်းဆုံးပေါ့လေအဲ့တော့ဟိုမေချိုတရုတ်ဆောင်မေချိုကအမေနေရာမှာတရုတ်ဆောင်လိုက်တဲ့အတွက်ပို့ပြီးတော့ပေါ့နော်ကလေးတွေဆွဲခေါ်ပြီးသားလဲရသွားတာပေါ့လေအဲတရုတ်ဆောင်တာတကယ်ကို နိမ့်နေနေနေပေါ့နော်အမတို့ဆိုဘာဖြစ်ဖြစ်ပေါ့နော်မျက်ရည်တောင်ကျရတယ်ပေါ့နော်အရိုက်ခွင်းရိုက်နေတဲ့အချိန်မှလည်းကိုလည်းပေါ့မော်နီတာကြည့်ရင်ငိုပေါ့သိရမလားသူတို့လည်းငိုပေါ့အဲ့လိုမျိုးပေါ့နောက်ကားကားပေါ့နော်ပြီးတော့ family show ပြတော့လဲအဲ့လိုမျိုးပေါ့နော်ထက်ကြည့်တော့လဲဟာအရသာရှိလိုက်တာပေါ့နော်မေချိုတေးဥဆောင်သွားတာပေါ့နော်ကလေးတွေကိုလည်းခေါ်နိုင်နေပေါ့မေချိုကရှေ့မှာလုတ်ပြမှာကလေးတွေကနောက်ကလိုက်လုံနိုင်မှာလေဒါပေမဲ့မေချိုကဥဆောင်သွားတဲ့အတွက်ကလေးတွေအားလုံးလည်းပါသွားတယ်ပေါ့ဘူရာတောင်မှမင်းသား၅ယောက်ကတယောက်တစ်မျိုးစီမတူကြဘူးဟာ item လေးတွေကတယောက်တစ်မျိုးစီငိုတာအဲ့ဒါတွေကသူတို့လုံလူထားတာမဟုတ်ဘူးသူတို့ item နဲ့သူတို့ထွက်လာကြတာပေါ့နော်ဟုတ်ကဲ့ကိုသားရဲ့ကားကိုဒီလိုမျိုးပေါ့နော်ဖန်သားပြင်ပေါ်မှာရုပ်ရှင်ရုံပေါ်မှာမြင်ရတော့မယ်ဆိုတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်အမေတယောက်အနေနဲ့အရန်ကိုဝမ်းသာပြီးပြီးဖြစ်ရပါတယ်သူ့အနေနဲ့ဆိုရင်ဒါသူကံကောင်းတယ်လို့ပြောရမှာပေါ့နော်စောစောစီစီရုပ်ရှင်ရိုက်ခွင့်ရတာပေါ့ဟုတ်ကိုရီးယားအမြင်နဲ့ပြောတယ်လေအမေကအလုပ်တစ်ခုကိုလုပ်ရင်လို့စိတ်ပါလက်ပါနဲ့လို့စိတ်ညစ်ပြီးတော့မှလုပ်တာနော်လို့ ဲ့တော့လို့အမေနာမည်ပြည့်အောင်တော့မလုပ်နဲ့လို့ခင်စာရေးကြော့သားခင်စာရေးကြော့ခြေပြားတောင်မမီဘူးဆိုတဲ့ဟာမျိုးဆိုအမေသိရှက်တယ်လို့အဲ့တော့ကိုကဒီလုံနဲ့အသက်မိုးဝမ်းကြောင်းပြုပြီးတော့လောက်ကင်မှာဖြစ်တဲ့အတွက်ဒီလုံပေါ်မှာလေးစားပါကိုအတွက်ပေါ့နော်အိုက်တင်တွေဘာတွေလိုသေးလဲပေါ့နော်အဲ့ဒါတွေအများရန်တင်ယူလေးလာပါပေါ့နော်တားကိုအများရန်ကိုကလည်းတတ်နိုင်သမျှတော့ဆုံးမတာပေါ့နော်ဆုံးမတဲ့အတွက်လည်းသူလည်းဘာပဲဖြစ်ပေါ့နော်လူငယ်တယောက်နေနဲ့တော့စူးစမ်းချပါတယ်ကိုရီးယားခင်စာရေးကြော့သားဖုံးမင်းနေလာဆိုတဲ့ဟာယူ ြောစီခြင်းဘူးပေါ့နော်ဖုံးမင်းနေလာဆိုတဲ့ဟာကိုဖြစ်တယ်နောက်ပိုင်းကျရင်ဖုံးမင်းနေလာရဲ့အမေလေးဆိုတာမေမေကဖြစ်တော့မှာဘာဖြစ်လို့လဲအသက်ကြီးလာပြီအဲ့တော့အဲ့ဒီအတွက်လည်းသူစူးစမ်းရှာပါတယ်အဲ့လိုမျိုးဖုံးမင်းနေလာဆိုပြီးနာမည်တစ်လုံးနဲ့ရက်တည်နိုင်အောင်မေးသားစူးစမ်းနေတယ်အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့ဘာဖြစ်ဖြစ်အခုဆိုရင်သူကားကြီး6ကားပေါ့အဲ့အဲ့လိုမျိုးလေးတွေရတာလဲဒါသူကံဆောင်ဖြစ်တာပဲဒါဘာလို့လဲဆိုတော့အမကလူတွေကိုကျမသားကိုရိုက်ပါရိုက်ပါလို့တခါမှလိုက်မပြောဘူးအဲသူကံလေးနဲ့သူ့ရဲ့ ရုပ်ဆောင်တာကိုသဘောကျလို့ပဲပေါ့နော်လာပြီးတော့ငှားတာတွေရှိရပေါ့ခါတွေလည်းလူတွေမေ့နေတဲ့ခါကျရင်အော်မဆာလေးသားရှိသားပဲပေါ့အဲအဲ့လိုတွေသတိရကြတာပေါ့လေခါတခါကျရင်လည်းတည်ရမလားမင်းသားဆိုပြီးတော့ပေါ့နော်ရှစ်ဆရာကောင်းတယ်ပေါ့အဲ့လိုမျိုးအမိမမပေးတာဘူးပေါ့နော်အဲ့လိုမျိုးကိုရီးယားလည်းအဲ့လောက်ကြီးဟိုမျိုးထိန်းချောက်တာတော့မဟုတ်ပါဘူးငငယ်လေးတွေကသူ့ကိုဆိုလည်းအကုန်ပြေစုံဝယ်ပေးထားတော့လေတစ်ခုခုအပြင်သွားမယ်ဆိုရင်ဒါဟိုဟိုနှစ်တည်းတော့ဆိုရင်အရင်ပြီးခဲ့တဲ့နှစ်တည်းတော့ဆို၃-၄လောင်းနဲ့ပုံမပေးဘူးအခုဒါမဲ့ဒီနှစ်တော့ ိုးလာပါပြီတသိန်းပေးတာပေါ့အပြင်တစ်ခါသွားမယ်ဆိုတသိန်းပေါ့အဲ့ဒါနဲ့လအောင်သုံးပေါ့အဲအဲ့လိုမျိုးပေါ့နော်ဆိုတော့သူလည်းအချင်းပါသွားတယ်ထင်ပါတယ်နောက်ပိုင်းတော့သူဒီဒီတဲ့အသက်ပေါ့နော်ကြီးလာတဲ့ကြီးလာတာနဲ့အပြပေါ့နော်သူငွေကင်ပြီးတော့ပေးသုံးပါပါအခုကငယ်သေးတဲ့အချိန်မှာပတ်စံအများကြီးပေးသုံးလိုက်ရင်ပျက်စီးဖို့လမ်းကြောင်းနေရာများတယ်လေအဲ့ဒါကြောင့်ပါဟုတ်သူ့ရဲ့နေရာလေးတနေရာရဖို့အတွက်ပေါ့နော်ပရိသတ်တွေကိုအားကိုးပါတယ်လို့ အစားလေးရဲ့သားဖုံးမင်းနေလာကိုလည်းအပ်ပါတယ်လို့အပေးချပါဦးလို့ပြောချင်ပါတယ်ရှင်